ဒီဗီဒီယိုမှာတော့ဒီပေတိုင်းမွန်းနဲ့ပတ်သက်ပြီးသိထားတဲ့အချက်တွေဝီလီဘက်လင်းမပြည့်မပြည့်ဘယ်လိုကြည့်တယ်ဆိုတဲ့နည်းလမ်းတွေပြီးတော့ဒိုင်မွန်ဆယ်လာတွေစီမှာဒိုင်မွန်ဝယ်တဲ့အခါအကောက်ထဲကိုဒိုင်မွန်ရောက်မရောက်စစ်နေတွေအစားရှိတဲ့အချက်တွေလာမှာကျွန်တော်အပြင်ဒိုင်မွန်ဆယ်လာတွေစီမှာဒိုင်မွန်ဝယ်တဲ့အခါသိထားတဲ့အချက်လေးတွေကိုပြပြပေးပါမှာဖြစ်ပါတယ်ဒီတော့စိတ်ဝင်စားရဆိုရင်ဗီဒီယိုလေးကိုဆုံးဒီဖို့တော့ကိုပြောချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားသေးဘူးဆိုရင် subscribe လုပ်ထားကြဖို့တော့ကိုတောင်းဆိုချင်ပါတယ် ကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပထမဆုံးအနေနဲ့အခုချိန်ဒီလူတော်တော်များများမသိသေးတဲ့ဒီဖက်တိုင်းမွန်းအကြောင်းလေးကိုစာပြီးတော့ပြောလိုက်ကြရအောင်အပေဒိုင်မွန်ဆိုတာကတော့မွန်တိုဘက်ကနေပြီးတော့ official ပေးတဲ့ဒိုင်မွန်၂ဆိုင် event ပဲဖြစ်ပါတယ်။ဒီ event မှာဆိုရင်တော့ရက်ကန်တာမရှိဘူး။တရက်တလာနေပြီးတော့စပြီးတော့ရနေတာပဲဖြစ်ပါတယ်။အကောက်တစ်ခေါက်ကိုဒိုင်မွန်တစ်မျိုးကိုတစ်ခါစီထည့်လို့ရမှာပဲဖြစ်ပါတယ်။ အဲ့လိုမျိုးတစ်မျိုးတစ်ခါထည့်တဲ့အခါမှာ diamond နှစ်စရရှိမှာပဲဖြစ်ပါတယ်အဲဘယ်လိုမျိုးစတွေကိုထည့်ရမလဲဆိုတော့50 150 250 500အစရှိသဖြင့်ဒီလိုမျိုး၄မျိုးကိုထည့်လို့ရမှာပဲဖြစ်ပါတယ်ဒီ၄မျိုးကလွယ်ပြီးတော့ကျန်တဲ့အမျိုးစားတွေကိုထည့်မယ်ဆိုရင်တော့ diamond နှစ်စရရှိမှာမဟုတ်ပါဘူးဒီ၄မျိုးစားလို့ရင် diamond နှစ်စရရှိမှာဖြစ်ပါတယ်ဒီ၄မျိုးကိုလည်းတစ်မျိုးတစ်ခါစီပဲ diamond နှစ်စစီရရှိမှာဖြစ်ပါတယ်အဲတစ်မျိုးတစ်ခါထည့်ပို့သွားပြီဆိုရင်တော့ bro အနေနဲ့ ရိုးရိုးဒိုင်မွန်းမှာဘောနက်ပေးတဲ့ဒိုင်မွန်းနဲ့ပေါင်းပြီးရောရရှိမှာပဲဖြစ်ပါတယ်။ဒိုင်မွန်းနှစ်ဆတော့ထပ်ပြီးရောရရှိရောမှာမဟုတ်ပါဘူး။ဒီမှာလူတော်တော်များများမှားကြတာကတော့အာတမျိုးတည်းဝယ်၄ကဝယ်မယ်။ကျန်တဲ့၃မျိုးမဝယ်ဘူးဆိုပြီးတော့လည်းလုံးလုံးမရပါဘူး။အဲ၄မျိုးကိုတမျိုးတစ်ခါကြီးဝယ်လို့ရမှာဖြစ်ပါတယ်။အဲ့တော့ရုံးနေတဲ့အောက်ဝယ်လာတာပဲဖြစ်စေကိုယ့်အောက်တဲကိုတပည့်ဒိုင်မွန်းထည့်ပြီးလားမထည့်ပြီးလားကြည့်ကျင်တာပဲဖြစ်စေဘယ်လိုမျိုးကြည့်ရမလဲဆိုတော့အဲဒီဒိုင်မွန်းဝယ်တဲ့နေရာလေးကိုဝင်လိုက်မယ်ပြီးွားရင် အဲဒီကျွန်တော်အခုပြတဲ့ဝိုင်းပြတာနေရာလေးမှာ first reach ဆိုပြီးတော့ပေါ်နေလိုက်မယ်အဲ့လိုမျိုးပေါ်နေရဆိုရင်တော့တပည့်တိုင်းမို့မဝယ်ရသေးပါဘူးဝယ်လို့ရပါသေးတယ်အဲ90ပေါ်မှာပေါ်နေရဆိုရင်တော့90ကိုနှစ်ဆအနေနဲ့ဝယ်လို့ရအောင်မယ်900ပေါ်မှာပေါ်နေမယ်ဆိုရင်တော့900ကိုနှစ်ဆအနေနဲ့ဝယ်လို့ရအောင်ပါပဲဖြစ်ပါတယ်အဲတစ်ခုပေါ်မှာမပေါ်တော့ဘူးဆိုရင်တစ်ခုမှဝယ်လို့ရတာမှမဟုတ်ပါဘူး ျွန်တော်ဆိုရင်တခုမှမပွားတော့ပါဘူးအဲ့တော့တခုမှဝယ်လို့ရတာမှမဟုတ်ပါဘူးအဲဒီကဆိုရင်တော့ bro အနေနဲ့ double diamond event အကြောင်းကိုသိတာပြီးတော့ထင်ပါတယ်ကဲဒါဆိုရင်တော့နောက်ထပ်တစ်ခုအနေနဲ့ weekly bet limit ပြည့်မပြည့်ဘယ်လိုမျိုးကြည့်ရမလဲဆိုတာကိုဆက်ပြီးတော့ပြောလိုက်ကြရအောင်ပထမဆုံးအနေနဲ့ weekly bet limit ပြည့်မပြည့်ကြည့်ဖို့တော့ကို weekly bet diamond daily ယူရတဲ့နေရာလေးကိုသွားမယ်ပြီးွားရင်ကျွန်တော်ဒီမှာပြရတဲ့ဟာလေးကိုတော့မြင်လာတာမသိဘူး ဟို9မိုင်ပြန်ဆိုလို့ဒီတော့ပရိုမြင်လိုက်မယ်အဲ့ဒါဘာကိုဆိုလိုတာလဲဆိုတော့ဆယ်ခုမှာကိုကူဝယ်လို့ရသေးတယ်လို့ဆိုလိုတာပဲဖြစ်ပါတယ်ဒီမှာကျွန်တော်ကတပတ်ဖဲဝယ်ရသေးတယ်ဖြစ်တဲ့အတွက်ဆယ်ခုမှာကိုကူဝယ်လို့ရသေးတယ်လို့ပေါ်နေတာပဲဖြစ်ပါတယ် weekly ဘက်ကအများဆုံးဆယ်ခုဒီပဲဝယ်လို့ရတာပဲဖြစ်ပါတယ်ဆယ်ခုပြည့်သွားပြီဆိုရင်တော့ဘရိုအနေနဲ့အဲ့နေရာမှာ0ပေါ်လာမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ဗမာဝယ်ဝယ်ထပ်ပြီးတော့ဝယ်လို့ရတာမှာမဟုတ်ပါဘူး limit ဆိုပြီးတော့ပေါ်နေပါလိမ့်မယ်အဲ့တော့ bro အနေနဲ့အဲ့ဒါဘယ်လိုမျိုး limit ကပြန်ပြီးလဲဆိုတော့ အာဘရိုကလုံးဝဆက်ကူးပြည့်တဲ့ဒီထည့်ပြီးသွားပြီဆိုရင်ခုနှစ်ရက်တစ်ပတ်စောက်ပြီးသွားပြီဆိုရင်အဲ့ဒါတစ်ခုထည့်ပြီးတော့ထည့်လို့ရမှာဖြစ်ပါတယ်အဲ့ဒါကိုမထည့်သေးဘဲနဲ့နောက်ထပ်ခုနှစ်ရက်ထပ်စောက်မယ်ဆိုရင် နောက်ထပ်တစ်ပတ်ထပ်ပြီးတော့ထည့်လို့ရမယ်အဲနောက်ထပ်ခုနှစ်ရက်ထပ်စောက်မယ်ဆိုရင် နောက်ထပ်တစ်ပတ်ထည့်ပြီးတော့ထည့်လို့ရမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးတစ်ပတ်တစ်ပတ်တစ်ပတ်နဲ့စောက်သွားပြီးတော့အာ weekly bet တစ်ပတ်တစ်ပတ်တစ်ပတ်စီထပ်ပြီးတော့ထည့်လို့ရမှာပဲဖြစ်ပါတယ်အဲ့တော့ weekly bet လောလောပုံလေးကတော့ရိုးရှင်းနေတယ် အဲအဲ့တော့ bro လည်းဒီလောက်ဆိုရင်တော့နားလည်းလောက်မေးလို့တော့ထင်ပါတယ်။နားမလဲဘူးဆိုရင်လည်းကျွန်တော်ရဲ့ comment လေးမှာဝင်ပြီးတော့ရေးပြီးတော့မေးလို့ရပါတယ်။ကျွန်တော်အကောင်လုံးကို reply ပြန်ပေးပါတယ်။အဲ့တော့နောက်တစ်ခုကိုဆက်ပြီးတော့သွားလိုက်ကြရအောင်။နောက်တစ်ချက်အနေနဲ့ကတော့ diamond ဆယ်လာတဲ့စီမှာ diamond ဝယ်တဲ့အခါမှာကိုယ့်အကောင့်ထဲကို diamond ရောင်းမရောင်းဆိုတာကိုဘယ်လိုမျိုးကြည့်ရမလဲဆိုတဲ့ဟာလေးကိုပြောပြပေးမယ်။အဲဒီချက်ကဘယ်လိုမျိုးနေရာတွေမှာတောင်းဝင်လဲဆိုတော့ကိုယ့်ရဲ့ diamond မရောင်းလို့ဆယ်လာတဲ့စီကိုစောတကတက်ချင်တဲ့အခါမှာပဲဖြစ်စေ။ ်သက်သေလိုချင်တဲ့အခါမှာဒီလိုမျိုးဒီနေရာကြီးပြီးတော့ဒိုင်မွန်မရဘူးဆိုတဲ့အကြောင်းစကရင်ရှော့ရိုက်ပြီးတော့သွားပြီးတော့ပြောလို့ရပါတယ်။ဘယ်နေရာဝင်ပြီးတော့ကြည့်ရမလဲဆိုတော့ setting နဲ့ဝင်လိုက်မယ်။ပြီးရင်ဒီမှာ record ဆိုတဲ့နေရာလေးဝင်လိုက်မယ်။အမှဆိုရင် diamond အဝင်အထွက်တွေအကုန်လုံးမြင်ရပါပဲဖြစ်ပါတယ် bro အနေနဲ့အဲဒီမှာ20 plus ဆိုတဲ့ဟာလေးကတော့ weekly bet diamond ယူထားတဲ့ဟာလေးပဲဖြစ်ပါတယ် weekly bet ဝယ်တဲ့အခါမှာဆိုရင်တော့ bro အနေနဲ့ plus 80ဆိုပြီးတော့ပေါ်နေမှာပဲဖြစ်ပါတယ် ဒါကတော့ဝီလီဘတ်ကတပတ်ဝင်ဖလက်80လို့ပြောပေါ်နေမှာပဲဖြစ်ပါတယ်ဒီနေရာမှာဘရွန်နေတဲ့တစ်ချက်တတိထားမှာတော့ဒီနေရာမှာပြတဲ့ဟာတွေကအဲဘောနဲ့ရတဲ့ဒိုင်မွန်တွေကိုထည့်ပေါင်းပြီးရပြခြင်း မရှိပါဘူးဥပမာပြောရမယ်ဆိုရင်ဘရွန်နေနဲ့ဒိုင်မွန်2ဆဝယ်တယ်ပဲထားပါတော့900ဘလက်900ကိုဝယ်တယ်အဲ့ဒါဆိုရင်ဒီမှာ900အပေါင်း900ဆိုပြီးတော့1000ကိုပြနိုင်မှာမဟုတ်ပါဘူးအဲရိုးရိုးဒိုင်မွန်ဖြစ်တဲ့965ကိုဝယ်ပြနိုင်မှာပဲဖြစ်ပါတယ် ီကြက်ချက်တော့တစ်ချက်လေးသတိထားရမယ်။ဒီရာကတော့ diamond အဝင်ထွက်တွေကိုကြည့်တဲ့နေရာလေးပဲဖြစ်ပါတယ်။ဒီလောက်ဆိုရင်တော့ pro အနေနဲ့သဘောပေါက်မယ်လို့ထင်ပါတယ်။ကြည့်ဒါဆိုရင်တော့ဒီချက်လေးရတဲ့ pro အတွက်အသုံးပုံမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကြည့်ဒါဆိုရင်တော့နောက်တစ်ချက်ကိုဆက်ပြီးတော့သွားလိုက်ကြရအောင်။နောက်တစ်ချက်အနေနဲ့ကတော့ diamond seller စီမှာ diamond ဝယ်တဲ့အခါမှာအဲ diamond seller တော်တော်များများ free token လာတဲ့နေ့မှာ pre order သမားတွေကိုအရင်ဆုံးထည့်ပေးတာများပါတယ်။ pre order ဆိုတာကတော့ပတ်စံကြိုပေးပြီးတော့ ဘယ်ရက်ဘယ်ချိန်မှာထည့်ပေးပါဆိုပြီးတော့ကြိုပြီးတော့မှားတမ်းမျိုးကို pre order လို့ခေါ်ပါတယ်အဲ့တော့ pro အနေနဲ့အချိန်မဆောက်နိုင်ဘူးဆိုရင်တော့ pre order တင်တော့ဖို့တော့ကိုပြောချင်ပါတယ်အဲပရီအော်ဒါသမားတွေကိုထည့်ပြီးတော့မှရိုးရိုးသမားတွေကိုထည့်ပေးတာများကြပါတယ်။ထိုင်မွတ်ဆယ်တာတော်တော်များများအဲ့လိုမျိုးပဲလောက်ကြတာများပါတယ်။အဲ့တော့ bro နေနဲ့အချိန်မဆောက်နိုင်ဘူး။ event လာတာနဲ့ခဏနေထိုင်မွတ်ရတာမျိုးလိုချင်နေဆိုရင်တော့ပရီအော်ဒါတင်တာပို့ပြီးတော့ချိန်ကုန်တက်တာပါလိမ့်မယ်။အဲပရီအော်ဒါတင်တဲ့အခါမှာလည်း အဲ diamond seller တော်တော်များများ pre order ကိုအရင်ဆုံးတင်တဲ့သူ bari ပြီးတော့အစင်လိုက်စပြီးတော့ထည့်ပေးတာမျိုးဖြစ်ကြပါတယ်အဲ့တော့ရိုးရိုးဝယ်တဲ့သူတွေဆိုင်တော့ပို့ပြီးတော့မြင်မြင်ရလိုက်မယ်အဲအချိန်ကုန်လဲတတ်တာလိုက်မယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်အဲဒီမှာတစ်ချက်တတိထားမှာတော့ pre order တင်လာတာ ਨੇ နှစ်ခွဲတာ ਨੇ တန်းရတာမျိုးမဟုတ်ပါဘူးအဲ bro အနေနဲ့ pre order တင်တာနောက်ကြရင်နောက်ကြတယ်လို့ရှိမှလူတွေတင်လာတာများရင်များတယ်လို့ ဘရိုအနေနဲ့အချိန်အောင်စပါမယ်ဘလိုပဲနေနေရိုးရိုးသမားတွေထက်တော့ဘရိုအနေနဲ့အရင်ဆော့ပြီးတော့ရရှိမှာပဲဖြစ်ပါတယ်အဲ့တော့ဘရိုအနေနဲ့ပရီအော်ဒါတင်လာပြီဆိုရင်နှစ်နာရီခွဲတာနဲ့ဒိုင်မွန်မီယာလို့ဒိုင်မွန်မထည့်သေးဘူးလားဆိုပြီးတော့စာတွေပို့တာဖုန်းတွေခေါ်တာမျိုးတွေလုပ်မယ်ဆိုရင်တော့ပရီအော်ဒါသမားတွေအတွက်အချိန်အောင်ပို့ပြီးတော့ကြံ့ကြာနိုင်ပါတယ်အဲ့တော့အဲ့လိုမျိုးတွေမလုပ်ဖင်းနဲ့အဲ AC လေးပဲထိုင်ပြီးတော့စောင့်နေလိုက်တာပို့ပြီးတော့အချိန်ကိုချိန်ကုန်သက်သာမယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ် ကျွန်တော်ဆိုရင်တော့ကျွန်တော်ဒီမှာ pre order တင်တဲ့လူတွေကိုကျွန်တော်ထည့်ပြီးတာ ਨੇ တန်းဆိုပြီးတော့တယောက်ချင်းစီတိုင်းကို live ပို့ပါတယ်အဲအဲ့လိုမျိုးတယောက်ထည့်ပြီးတာ ਨੇ တယောက် live ပို့ပေးပါတယ်အဲ့တော့ကျွန်တော်ဒီမှာ pre order တင်တဲ့လူတွေဆိုရင်တော့ကျွန်တော်စာလာပို့မှာဟိုကထိုင်ပြီးတော့စောင့်နေလိုက်ပါကျွန်တော်တယောက်ချင်းစီပြီးတာ ਨੇ စာ live ပို့ပေးပါတယ်ဘရိုအနေနဲ့ diamond ကိုဒေတာတတတာနဲ့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးမှာဝယ်ယူလို့ရတယ်ဆိုတော့အကြောင်းလေးကိုပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ video လေးကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ် အဆောင်တိကြည့်ပေးတဲ့ကြာစင်းကြာကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့ပြောခဲ့တဲ့ချက်တွေကဘရိုးအတွက်အသုံးဝင်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကို like လေးတစ်ချက်နဲ့ကူညီပေးခဲ့ကြဖို့တော့ကိုပြောချင်ပါတယ် channel လေးကိုလည်း subscribe မထားသေးဘူးဆိုရင် subscribe လုပ်ပြီးတော့အားပေးခဲ့ကြဖို့တော့ကို တောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီတော့ပါပဲအဆောင်တိကြည့်ပေးတဲ့ကြာစင်းကြာကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်လက်ဆောင်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်